လောဘကြောင့်ကဘာကြီးဖြစ်စီသွားရင်ဒေါသကြောင့်လည်းကဘာကြီးဖြစ်စီသွားလောဘဖြစ်လို့ရှိရင်ဒေါသကတောင်းကပါလာတာဆိုသိကြတယ်လောဘကြီးပြီးတော့ရရှိလာတဲ့အခါမှာခုပစ္စည်းကိုကိုကာွယ်ဖို့ဆိုတဲ့စိတ်ဓာတ်တွေဝင်လာတယ်လေဝင်လာတဲ့အခါကျတော့ခုပစ္စည်းကိုလူမယူရက်မဲ့လူတို့မဟုတ်ကိုဝင်ရောက်ပြီးတော့ အနိုင်ကျင့်မဲ့လူတွေပေါ်မှာအမြဲတမ်းမုန်းတိစိတ်ရှိတယ်။အဲဒါကြောင့်မို့လောဘရဲ့နောက်မှာဒေါသလိုက်တာ။အဲ့ဒါနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ကိုယ့်အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာလောဘနောက်ကနေလိုက်လာတဲ့အမုန်းတရားတွေဝင်လာတာပဲ။တခြားစဉ်းစားကြည့်လို့ရှင်ရှင်းရှင်းလေးပဲ။ခဏိလောကကြီးဟာနော်ကိုယ့်ကိုယ်ကိုစီးပွားကိုကာကွယ်ဖို့လို့ဆိုတာ လောဘကတည်းထွက်လာတဲ့ဒေါသဘက်ကိုဥတည်နေတဲ့အလုပ်တစ်ခုပဲကာဝေဖို့ဆိုတာလက်နဲ့ကာဝေမှာမဟုတ်ဘူးအစွမ်းထက်တဲ့လက်နဲ့ကြီးတွေထိထွက်လာတာပါအတွက်တုံးကိုကျိုးစီပေါင်းကာဝေဖို့ပဲအဲ့တော့လောဘကြောင့်လောဘနဲ့ရှာဝေသိသိထားတဲ့မိမိတဘောအစာမကတဲ့နော်ချမ်းသာကြွယ်ဝမှုတွေကိုကာဝေဆောင်ရှောက်ဖို့လို့ဆိုလို့လူတွေဟာ အစွမ်းထက်တဲ့လက်နဲ့တွေစုဆောင်လာတယ်။အဲဒီမှာတခြားတစ်ခုတယောက်ကမိမိဘက်ကိုကျူးကျော်လာတယ်ဆိုလို့ရှိရင်ချင်မုန်းတဲ့စစ်ပွဲတွေမှာလောက်လာတယ်ဆိုဟောတာလောဘနဲ့ဒေါသလွန်မှုနေတယ်ဆိုဓမ္မထေရှားဒါတကဘာလုံးနေထားမှချိန်လိုက်အဲ့ဒီပုံစံမျိုးတွေ့ပြန်။အဲ့ဒါကဒီလောဘနဲ့ဒေါသနှောင့်မှုပြီးတော့နေလို့ရတာ ကဘာကြီးပျက်စီးသွားလိမ့်မယ်ဆိုတာကိုလူတွေကထက်သွင်းပြီးတော့စဉ်းစားနိုင်ခြင်းမရှိဘူးပေါ့ခုမြန်မာနိုင်ငံမှာကြည့်နေတော်ရီပြုံတောင်းနေပြုံအဲ့ဒါလို့လောဘတကြီးပစ္စည်းဥစ္စာတွေမြေလှမ်းပြီးတော့ရှာကြမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးဟာဒီမိမိတို့အခြေခံမြေလွှာကြီးဟာပျက်စီးသွားမှာ အဲ့ဒါဆိုမြေပေါ်မြေအောက်ဆိုတာအလုံးအကျုံအတိုင်းအတာကဲမဲ့အောင်ထုတ်ယူသုံးဆမဲ့ဆိုလို့ရှိရင်မိမိတို့နေထိုင်ရာကဘာကြီးဟာပျက်စီးသွားဖို့ပဲရှိတယ်။လောဘတွေကြီးလာလို့ဒေါသတွေတော့အဲ့ဒါလို့ပျက်စီးသွားလိုက်မယ်လို့မမြင်နိုင်တာမောဟပဲ။မမြင်တာမောဟ။အဲ့တော့မြတ်စွာဘုရားကအချင်းချင်းခေါ်လိုက်တာအဲ့ဒါမှမှန်ကန်တယ် ဒီဝါသီးကဝါရီကိုဖြစ်စေတယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တယ်လောဘဒေါသမောဟကလူတွေကိုဖြစ်စေတယ်လို့ဆိုရဲဒီအဆုံးပြုချက်ဓာတ်တဏ္ဍာဘလုံးကိုမှန်ကန်တယ်လို့ဒီလိုဆိုတာပေါ့နော်